ကို့မှာတမီလေးမွေးထားတဲ့သူတို့ကိုစိတ်ချမ်းသာစေခြင်းနဲ့တချေတို့လိုမျိုးအချဲလှပတဲ့ဘဝလေးတစ်ခုရစေခြင်းနဲ့ဆိုလို့ရှိရင်တချေဒီနေ့ဗီဒီယိုလေးကိုတည်တည်ချာချာလေးဆုံးအောင်လေးနားထားโอเคနော်အော်တချေကမနေ့ကပေါ့နော် post လေးတစ်ခုတင်လိုက်တယ်အဲ့တော့တမီလေးမွေးထားလို့ရှိရင်ပညာပြည့်စုံအောင်ပံ့ပိုးပေးပါလှပချောမောအောင်ဂယုဆိုင်ပေးပါပစ္စည်းဥစ္စာရှာဖွေတတ်အောင်သင်ပေးပါ မိမိကိုယ်ကိုတံပိုးထားလေးစားတတ်အောင် သင်ပေးပါကျမ်းမာကြံ့ခိုင်အောင်အာကစားလိုက်စားခိုင်းပါစာဖတ်ဝါသနာပါအောင် လေ့ကျင့်ပေးပါ လူကဲခတ်တတ်အောင် သင်ပေးပါ လူတယောက်ကိုမဆွဲလန်းတတ်အောင် သင်ပေးပါ အရေးအချင်းရှိလှပချောမကိုကိုကိုတံမိုးထတတ်မှသာ သူယုံမာတို့စော်ကားလို့မရမှာ ကိုသမီးကတုံးအနေရင်တော့ခံရမိတာမှတ်တော့ เนาะဒီချက်မှာတော့အာတမင်းရှိဘူးပေါ့เนาะဒီချက်မှာတော့အဲသားတွေရှိတယ်မွေးစားသားတွေရှိတယ်မွေးစားသမီးတွေရှိတယ်ပေါ့เนาะအဲ့တော့ဒါပေမဲ့ချစ်ဆုံးလေးတို့ဒီတိချက်ကို follow ထားတာဖြစ်တဲ့အတွက်ချစ်ဆုံးလေးတို့ရဲ့သားသမီးတွေလည်းတိချက်ရဲ့သားသမီးတွေလိုပဲတိချက်ခံယူထားပြီးတော့ဒါပြောပြတာပြောပြပြီးတော့အဲ့ဒီ post လေးကိုတိချက် YouTube မှာလည်းတင်လိုက်တယ် TikTok မှာလည်းတင်လိုက်တယ် Facebook လေးမှာတင်လိုက်တယ်အော်ဒီနေ့မနေ့မှာတိချက် YouTube ကိုဖြတ်ဖြတ်ခနဲ့ကြည့်တော့အဒီ comment တစ်ယောက်ရေးထားတာ တွေ့တယ်ပေါ့နော်အမျိုးသားတစ်ယောက်ရေးထားတာ။ तू ကဘာလဲဆိုလို့ရှင်အအသင်တိုင်းမတက်ဘူးပေါ့နော်။အဲနဲ့အလူဆိုရတဲ့အမျိုးမျိုးရှိတယ်တဲ့။အာဟိုတင်တိုင်းမတက်ဘူးတဲ့ဒီလိုမျိုးတွေတဲ့ light တင်နေလို့မရဘူးပေါ့နော်အာတော်တော်လေးကို तू အဲစာတန်ပြည်တန်လေးနဲ့တော်တော်လေးပြောထားတယ်မှာတိချက်တော်တော် surprise လေးဖြစ်သွားတယ်သိလားအော် तू ဒီစာပြစာဥစာပြည်တွေတော့ဖတ်လိုက်မယ်တို့တော့ तू မှာဟိုဘယ်လိုပြောမလဲဒေါသကနောက်မှာပါနေရဲ့ကွာ ်သိလားဒေါသနောက်မှာပါနေတယ်အဲတင်တိုင်းမတက်ဘူးမှန်ပါတယ်တချို့ကလေလူတိုင်းကိုအစစ်ချမ်းသာပြီးကြောဝချမ်းသာလာစီဖို့အတွက်တချို့အကုန်တင်ပေးတယ်ပေါ့နော်အားလုံးကိုဒန်းတို့ညီပြူပညာဒါနလိုက်တွေနဲ့အများကြီးတင်ပေးတယ်အဲ့တော့တချို့ပညာဒါနလိုက်တွေကြီးတိုင်းမှာဆိုလို့ရှိရင်တချို့တွေဆိုလို့ရှိရင်ကြည့်နေရင်တည်းကိုငွေဝင်တဲ့သူတွေအများကြီးပဲ။ Okay အဲ့လိုဖြစ်တဲ့သူတွေရှိရင် comment မှာရေးခဲ့ပေးလိုက်။အဲ့တချို့ရဲ့ပညာဒါနလိုက်တွေဒီစိတ်ချမ်းသာပြီးတော့ကြွယ်ဝချမ်းသာတဲ့တတိပေါင်းများစွာကိုလည်းအများကြီးမွေးထုတ်ပြီးသွားပြီ။အဲ့တော့ ကိုကတော့နော်မေတ္တာတရားမထားဘဲနဲ့တခြားကမေတ္တာတရားမထားဘဲနဲ့ကွာဟိုသိရမလားဟိုဟိုဒေါသဖြစ်နေမယ်ပေါ့ဟမ်ငါကနနို့တက်အောင်တင်တာငါကနနို့တော်အောင်တင်တာအဲ့ဒါယူအဲနနို့ကဒါလေးတော့မသိဘူးလားဒါလေးတော့မတက်ဘူးလားအဲ့သိရမလားဟိုတီချာတို့ဆိုလို့ရှိရင်တော့ကွာဟို live တွေထဲမှာစိတ်ချမ်းသာပြီးကြောပါချမ်းသာစေဖို့အတွက်တီချာတင်ပေးတဲ့နေရာမှာအတချို့တွေကကြတော့အကန့်လေးတွေပါလာတတ်တာပဲသိရမလားကိုဘက်ကဘလောက်ပဲဟိုဒီကောင်းတာတွေပြီးပြီးအဲသူတို့ဘက်ကသူတို့ရဲ့စိတ်ခံစားချက်နဲ့ မူတည်ပြီးတော့မှပြောကြတာပေါ့ဥမာကွာဒီချက်ပြပြပြီးမယ်အတချက်ကအမိဖားတွေကိုဂျေစုတီးတက်ပါဘာလို့လဲဆိုတော့အမိအဖားတွေကိုဂျေစုတီးတက်တယ်ကိုယ့်ရဲ့ဆရာသမားတွေကိုဒီချက်တို့ကဂျေစုတီးတက်တယ်ဆိုလို့ရှိရင်အာဘာဖြစ်စေလဲအာစီဘာဥစ္စာဒဏ္ဍာရီတိုးပါစေတဲ့အဲဒီချက်အဲ့လိုမျိုးတင်လိုက်ပြီးပေါ့နော်တင်လိုက်ပြီးဆိုလို့ရှိရင်အမိဘနဲ့အဆင်မပြေတချို့အဆင်မပြေတဲ့သူတွေရှိရပေါ့နော်အမှတချို့ကတော့အေးအေးဆေးဆေးပါပဲဒီချက်ပြောတာတင်ယူသွားတယ်တချို့ကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပေါ့နော်အာ မိဘတိုင်းမိဘတိုင်းကကောင်းနေတာမဟုတ်ဘူးအဲဘလို့ဖြစ်တာလေကျမတို့ကတော့မကောင်းနိုင်ပါဘူးပေါ့နော်အကို့အပေါ်မှာမကောင်းတာကို့အပေါ်ဒီလောက်တောင်ဖြစ်နေတာအဲ့ဒါလည်းမမှန်ဘူးလားမင်းမှန်တာပဲဒါပေမဲ့တခြားတို့ရဲ့ဘဝမှာလေစိတ်ချမ်းသာပြီးတော့ကြွယ်ဝချမ်းသာတဲ့ဘဝလေးတစ်ခုရဖို့အတွက်ဆိုတာကဒီလိုကကိုယ့်စိတ်ကိုအရင်ပြင်ရတာဟုတ်တယ်မလားကိုယ့်စိတ်ကိုအရင်ပြင်ရတာအဲ့တော့ဟိုပေါ့နော် သူတို့လိုတာမျိုးပြောနေကြတာဆိုရင်အာလူလူလူတွေကတက်မှာမဟုတ်ဘူးသိရမလားလူတွေကတက်မှာမဟုတ်ဘူးသင်ပေးတိုင်းမတက်ဘူးပေါ့နော်ဒီမှာဆိုရင်ကွာမိန်းကလေးတွေအာဒီလိုမျိုးဖြစ်အောင်ပေါ့နော်တက်ကျွမ်းရမယ်ဟာဆိုတာကလေဒါတချို့တို့ကိုယ်တိုင်ဟုတ်ပေါ့နော်တချို့ဖေဖေကပေါ့နော်ဖေဖေနဲ့မမေကအာဆုံးမထားဆုံးမပြီးတော့တချို့တို့ကိုယ်တိုင်ဖြတ်တန်းခဲ့တဲ့အရာတွေเนาะအာပညာပြည့်စုံအောင်ဗန်မှုပြီးတယ်ဒါတချို့ဖေဖေမမေလုပ်ခဲ့တယ် လှပချောင်းမောအောင်ဂီယူဆိုင်ပြီးတယ်ကိုကဖြစ်တယ်လို့နေတဲ့အခါမှာဘာဖြစ်လဲမိန်းကလေးပေါ်ရမှာလေဖြစ်တယ်လို့နေတဲ့တက်တက်ရရမနေတတ်ဘူးနော်ကိုကကိုကိုကိုလေးလေးတက်တက်ရရပေါ့နော်လှလှပပမနေတတ်ဘူးဆိုလို့ရှိရင်တချို့အရာဒီမှာဆုံးရှုံးရတာအများကြီးနော်ဒါမိန်းကလေးတွေသိရဲ့ဒါတီချာတော်ပြောစရာမလိုနော်ကိုကလှမနေတဲ့အခါကိုကချုံးနေတဲ့အခါကိုက attraction ရှိမနေတဲ့အခါဆုံးရှုံးရတဲ့အရာတွေမှာအများကြီးလဲရှိသေးတယ် အခြေအေးမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်နော်တက်တက်ရေးရနေတက်တက်သူပို့ပြီးတော့အချောမောလှပတဲ့သူကပို့ပြီးတော့အရှိမအထွတ်ဦးစားပေးမှုကိုခံရတယ်ဒါကြောင့်မလို့ရွေးချယ်မင်းသားမင်းသမီးတွေကိုလုပ်ငန်းရှင်တွေကခေါ်ပြီးတော့ကြော်ညာတွေရိုက်တာပေါ့ဒါသက်သေးပဲသို့တော့နောက်မှာပညာလေးကက်ကာတာပေါ့ကွာနော်ကိုကလှတယ်ဆိုပေမဲ့လှတာတခုကြီးကိုပဲအားကိုးလို့တော့မရဘူးပေါ့နော်ဒါလေးကိုတော့သိစေချင်တယ်ပြီးတော့ဒီချင်တို့ကပစ္စည်းဥစ္စာရှာဖွေတတ်အောင်သင်ပေးအာပစ္စည်းဥစ္စာရှာဖွေတတ်အောင် အာတင်ပေးပါเนาะဒါဒီတီချာတို့ဖေဖေမေမေလေးကိုတိုင်းတီချာတို့တင်ပေးခဲ့တဲ့အရာဖြစ်တဲ့မိမိကိုကိုတန်ဖိုးထားလေးစားတဲ့အောင်တီချာတို့ဆိုငါးပါးတီလာကိုစောင့်နေငါးပါးတီလာစောင့်နိုင်ဆိုတော့က popular ဆောင်းတာမဟုတ်ဘူးငါးပါးတီလာဆောင်းထင်းလိုက်တဲ့အခါမှာတီချာတို့အတွက် anti-air တွေအကုန်လုံခြုံပြီးသားဖြစ်သွားတယ်ဒါမျိုးเนาะကျမ်းမှာချက်ခင်အောင်အကစားလိုက်ထန်းခိုင်းမှာတီချာကိုယ်တိုင်အခုချိန်မှာအကစားလိုက်စားတဲ့ဖေဖေတို့ကလည်းငငယ်တဲ့ကအကစားတွေဘလို့ဘလို့လို့ဝါသနာပါမှာလဲအကစားပြင်းမှန်းတယ်လေ နော်ဂျင်းဆော့တယ်အောက်ပိုင်းထန်ရတဲ့နေဆိုလို့ရှိရင်အမလီထွက်ပြေးချက်စိတ်တောင်ပေါက်တယ်ဒါအမှန်တရားသိရမလားဘာငငယ်တော့ဆိုဗောလီဘောတွေပုတ်တယ်နော်အသားတွေမဲတူးလို့နော်ပုတ်တော့တော့ okay တယ်နောက်ဘက်ဟောင်းငါအသားကြီးတွေမဲဝါးသိရမလား အစစရာရာပေါ့ကွာဒီအားကစားကြီးကိုသိရမလားဘလူးကမှတော့အရန်ကြီးနှစ်ချိုက်ပြီးတော့လုံနေကြတာမရှိဘူးဒါပေမဲ့လုံရင်းလုံရင်းနဲ့မှသူ့ရဲ့အကျိုးကျေးဇူးတွေခံစားသွားတာကွာဘလူးဖြစ်လာလဲလူကရှင်းရင်းဆွဲချက်လူပြိုတယ်ပေါ့လူဆိုတော့အိုမာပဲပေါ့ဒါပေမဲ့ရှင်းရင်းဆွဲချက်လူပြိုတယ်နော်ပြီးရင်မိမိကိုကိုယုံကြည်မှုရှိရဲ့နော်ဒီအတော်ယုံဒန်တွေကိုဒီချက်တို့ကလောကဒန်တွေကိုသိခံနိုင်တယ်ဒါမျိုးဖြစ်လာတာနော်ဒါမျိုးဖြစ်လာတာဒီချက်တို့ကကြိုက်ရင်လို့ဒါဒီချက်တို့ကလက်တွေ့တင်ပေးတာစာဖက်ဝါဒနာအောင်လေ့ကျင့်စာဖက်ဝါဒနာပါအောင်လေ့ကျင့်ပေးပါ ငငယ်တဲ့ကဒီနေ့တစ်ချိန်ထိဒီချက်တစ်နေ့ကိုအ ਨੇ ဆုံးနှစ်နာရီအများကြီးပဲအ ਨੇ ဆုံးနှစ်နာရီလို့ပြောရနော်အများဆုံးတစ်ခါလေးတစ်နေ့ကုန်တယ်ငငယ်ငယ်လေးကဖက်တာနော်ငငယ်ငယ်လေးတွေကပစ္စည်းလေးတွေကဖက်တာဒီချက်ကနှစ်တန်းလောက်မှာတဲကစဖက်တာအရင်သွက်နေပြီနှစ်တန်းမှာတဲဒီချက်သတင်းစာတွေဖက်နေပြီရွှေသွေးတွေဖက်နေပြီโอเคเนาะเออตะดินซาดอกๆดอกๆเปียนี่ดิเอลโลမျိုးဖတ်တာเนาะဒါပြပြပေးတာချစ်ဆုံးလေးတို့ရဲ့ဒါမိမိလေးတွေကိုဒီချက်ကလိုအပ်တာလေးပြပြပေးတာ လူတစ်ယောက်ကိုမဆွဲလန့်တတ်အောင်သင်ပေးပါအဲ့ဒါအရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့မိန်းကလေးတစ်ယောက်ကဘဝမှာအဲပေါ့နော်ဒီတစ်ယောက်ကိုချစ်ဒီတစ်ယောက်ကိုကြိုက်ပြီးတော့မှအဒီလိုမရှိလို့ရှင်အသက်မရှင်နိုင်ပါဘူးဆိုပြီးတော့ဖြစ်သွားလို့ရှင်လေဘဝမှာနည်းလမ်းမထူနိုင်တာတွေအများကြီးပဲဒါကြောင့်မို့ဒီနေ့ဒီချိန်မှာအမျိုးသမီးလေးတွေအိမ်တော်ကြီးပြဿနာအများကြီးခံစားနေရတာမိမိစိတ်ကို move on မလုပ်တတ်လို့မိမိကိုကိုအာဘယ်လိုပြောမလဲစိတ်ချမ်းသာအောင်မကာကွယ်မဆောင်ရွက်တတ်လို့ နော်ဒီချစ်တို့ကနေတက်ထိုင်တက်သွားပြီဆိုလို့ရှိရင်ယောက်ျားသက်စာပေါက်စစ်မှလည်းကြောက်စရာမလိုဘူးရီးစားကိုထားသွားမှလည်းစိတ်ပူကြမှာဘာလို့ဆိုဒီချစ်တို့ဆိုကိုကိုတိုင်းကိုကတယောက်ခဲအေးချမ်းအောင်နေနေတက်တာဟုတ်အတကြီးသွားတဲ့သူတွေဒီချစ်ရဲ့စကားကိုနားလည်လိမ့်မယ်ဘလောက်ပဲရီးစားတွေများများဘလောက်ပဲအိမ်ဆောင်တွေရှိရှိဒါတွေကခဏတာယာယီဟိုနော်ရစိတ်စိတ်ตาရမှုရမှုယုံပဲရှိရတကယ်တည်းအေးချမ်းမှုကကြတော့အေးအေးမိမိကိုကိုအေးအေးချမ်းချမ်းနေထိုင်တတ်ခြင်းပဲဖြစ်တယ် เนาะအဲ့တော့ဒီချက်တို့ကကိုကအေးလေးအေးချင်းနေရှိရတယ်လှပချောမောတယ်ကိုကအေးအေးချင်းချင်းနေထိုင်တတ်တယ်เนาะကိုမှကောက်ွက်ပေးမဲ့အမိဖရှိတယ်ဆိုလို့ရှင်ပိုကောင်းတာပေါ့ဒါပေမဲ့တချို့မှာကြတော့ဒီချက်တို့လိုမျိုးကောက်ွက်ပေးမဲ့အမိဖငငယ်လေးကလည်းမရှိခဲ့တဲ့အခါမှာဒီချက်ကအမိအဖလိုမျိုးတင်ပေးတာပြီးရမလား Okay ဟုတ်ပြီလူတိုင်းရောတင်လို့မရဘူး။ तू စိုးစိုးကဒီချက်ပြောခဲ့တဲ့ comment လိုမျိုးလား။အဲလူတိုင်းကဒီလိုမျိုးတင်နေလို့မရဘူး။တက်မှာမဟုတ်ဘူး။အဲသိရမလားဒီဒီကိုမသမီးသမီးတွေရှိရဲ့ သွားတင်မနေနဲ့အပေါ်ပါပဲဆိုလို့ရှိရင်ဖြစ်မလားမဖြစ်ဘူးလေဟုတ်တယ်မလားသူတို့ లై လုပ်ဒီဖြစ်စေ లై မလုပ်ဒီဖြစ်စေတီချာတို့ကလမ်းကြောင်းကိုပြပြပေးရမှာတီချာတို့တာဝန်ဟုတ်တယ်မလားသူတို့ లై မလုပ်လိုက်တာတီချာတို့ကပြောမပြဘူးဆိုလို့ရှိရင်စိုးတက်တက်စိုးတော့သိရမလားအအစိုးဆုံးကတော့အနော်တချို့ဆိုလို့ရှိရင်ခန္ဓာကိုယ်ကရောင်းစားရတဲ့ဘဝတွေဖြစ်သွားကြတာလေဟုတ်တယ်မလားအဲအဲ့ကြောင့်မလို့တီချာတို့ရဲ့လူတီချာတို့ရဲ့အခုလူမှုပတ်ဝန်းကျင်မှာပေါ့နော်အစိတ်အတော့ထက်တော့ အစိတ်အတော့ထဲ့တော့ပေါ့နော်တစ်ခက်ရှိသူတို့ရဲ့စိတ်ခံစားချက်တွေသူတို့ရဲ့စိတ်ဓာတ်ရာတွေနဲ့ရောပြုံးပြီးတော့မဲ့နဲ့ကွန်မန့်နေသည်အရင်အန်တယ်များတယ်နော်ဒါကြောင့်မလို့ကို့မှာတမီးလေးတွေရှိရယ်ကို့မှာသားလေးတွေရှိရယ်ဆိုလို့ရှိရင်စိတ်ချမ်းသာပြီးကြောဝချမ်းသာစေဖို့အတွက်ဆိုလို့ရှိရင်ကောင်းမွန်သောအတိုင်းဝိုင်းကိုရအောင်ဒီချက်တို့ကပံ့ပိုးပေးနိုင်ရမယ်အဲ့တော့အခုခက်မှာကလေးတွေဒီနိပညာနဲ့အမြင့်နိပညာနဲ့နေ့စဉ်နေနေရတာဖြစ်တာဖြစ်တဲ့အတွက်သူတို့ကြည့်နေသောဗီဒီယိုတွေသူတို့ကြည့်နေသောအာနော်ဇာတ်ကားတွေသူတို့ဖတ်နေသောစာတွေအင်မတန်ကိုပါအရေးကြီးပါတယ် เนาะအဲ့တော့ဒီနေ့ရဲ့ teacher ပေးသွား teacher ပြောတဲ့ဗီဒီယိုလေးကိုလေကိုမတမင်းလင်းကလေးရှိတယ်ဆိုလို့ရှင်ထက်ခါထက်ခါကြည့်စေချင်တယ်။ဘာလို့ဆိုတော့ teacher တို့ကိုယ်တိုင်ဒီအရာတွေကဝါသနာပါလို့လုပ်ခဲ့တာမဟုတ်ဘူး။ teacher တို့မိဘတွေကစနစ်တကျနဲ့လုံချင်သည်ဖြစ်စေမလုံချင်သည်ဖြစ်စေထိမ့်သိမ်းကြက်မှတ်ခဲ့လို့ဒါဒီနေ့ဒီချိန်မှာစိတ်ချမ်းသာပြီးတော့ကြော်ဝါချမ်းသာတဲ့ လူပေါင်းများစွာကိုမွေးထုတ်ပေးနိုင်တဲ့ဆက်မတယောက်ဖြစ်နေခြင်းဖြစ်ပါတယ်ဒါတိချေကတော့တက်တည်ပဲဖြစ်ပါတယ်โอเคเนาะအဲ့တော့သူတို့လိုက်လာတာမလိုက်လာတာကသူတို့အပိုင်းကိုရီကမိဖာတွေဖြစ်တဲ့အတွက်ဆုံးမပေးရမှာတော့တိချေတို့ရဲ့အပိုင်းဖြစ်ပါတယ်ကဲအားလုံးပဲကိုကြီးကျမချင်းစိတ်ချမ်းသာခြင်းပြည့်စုံပါစေယန္တနာရွှေမှုမူမူရတကယ်တို့စီးပွားဥစ္စာရေးတို့ကြပါစေအဲ့တော့တိချေရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှင်လဲ comment လေးမှာရေးခဲ့ပေးကြပါအောင်ရှင့်